များအလုံးမင်းမင်္ဂလာပါရှင်။လာပြည့်ညချန်နယ်ကနေပရိသတ်များအလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ချွန်ပြမအုပ်စင်ရောက်အလားဆိုတဲ့သတိတန်ဝေကရပွဲပညာပေးဖြစ်ရမယ့်ဇာတ်လမ်းကောင်းလေးကိုလည်းခန်းစားနားဆင်အားပေးကြပါအောင်ရှင်။ကျမ်းပြင့်မော်ကိုစောင့်နေလာတဲ့ခြေတံကိုကြားကလေးကထွန်းခိုင်လှဲ့မကြည့်ပေဖြူနူမှန်းတည်ပြီးသားပါ။ ဂီတာအတီးမပြတ်ပဲတစ်ချက်ပြုံးလိုက်တယ်။ဖြူနုကထွန်းခိုင်ရှိက စတီကုံမောမှာဒေါသတကြီးနဲ့ပြစ်ထိုင်ချလိုက်တယ်။ဒီတော့ထွန်းခိုင်ကရီကျင်နေတဲ့ပါးစပ်ကိုအတင်းပိတ်ပြီးမျက်လုံးလန့်ကြည့်လိုက်တယ်။မျက်ရည်လဲနေတဲ့မျက်လုံးတွေနဲ့စတီသပွဲပေါ်ကပလတ်စတစ်ပန်းဦးကလေးကိုစိုက်ကြည့်နေတယ်။မျက်နှာပြင်မှာတော့ဒေါသငွေတွေနဲ့တင်းမာနေပါတယ်။သူ့အမေနဲ့ပြဿနာတဲ့အတိုင်းထွန်းခိုင်အမေစီကိုပြေးပြေးလာပြီးတန်ရတော့ရတဲ့ဖြူနှုရဲ့အလုပ်က အစမ်းတကြိမ်မဟုတ်တော့သလိုကြုံကြုံနေရတွေထုံးခိုင်အဖို့လေရီစရာဖြစ်နေပါပြီအတော်ပဲဗျာတလန်းကြောင်ကအတုပအိမ်ကို ခုနကပဲအမေသွားတယ်အဲ့ဒီလိုက်သွားအတုပမှာငုံမဲ့လူအင်အားထုံးခိုင်စကားမဖြတ်လိုက်ရအောင်ဖြိုနုကပလတ်စတစ်ပန်းအိုးကလေးကိုစက္ကနဲအောက်ကင်ပြီးထုံးခိုင်ကိုတအားပြစ်ပေါက်လိုက်တယ်အနီးကပ်ဆုံးပေးအကွာလောက်ကနေသူမျက်နာတဲ့တဲ့ပြေးဝင်လာတဲ့ပလတ်စတစ်ပန်းအိုးလေးကိုလက်ထဲကဂီတာနဲ့ကာခံလို့ရလိုက်တယ် နှုတ်မဟုတ်ရင်တော့အနာကြီးနာသွားမှသိကြတယ်။ဒါပေမဲ့ထွန်းခိုင်ကပိုပြီးတော့ရည်ကျင်လာတဲ့စိတ်ကို ထိမရသိမရတော့ပဲအာပါတရရည်ချလိုက်တယ်။ရီရီနင်းသေးအောင်ရီနင်းရောက်ဖကငါ့ကိုဘလို့စော်ကားလိုက်တယ်ဆိုတာနင်းသိရင်လေနင်းဒီထက်ပိုပြီးတော့ဝမ်းသာအောင်ပါ။ဖြူနုကဒေါသတကြီးနဲ့អော်လိုက်တယ်။တခြားလူတဦးဖို့ပြဿနာဆိုတာစမ်းမိမဲ့ဖြူနုအတွက်တော့ရိုးနေပါပြီ။သူ့အိမ်မှာသူ့အမေနဲ့ပြဿနာတက်ရင်တက် မတက်ရင်လမ်းမှာဖြစ်ဖြစ်ကျောင်းမှာပဲဖြစ်ဖြစ်တယောက်နဲ့တယောက်တော့တက်တက်တာပဲမဟုတ်လားထိတ်ခနဲဆိုလက်တစိလောက်တောင်မရှိတဲ့စိတ်ကမွေပွေးတကောင်လိုမန်တက်ချင်တာနေနဲ့ပြက်တနာပြက်တနာနဲ့နေတဲပြီးတော့ကန်လိုက်တယ်နော်တာဓုတာဓုဗျာထုံးခိုင်နေမှာငါ့ကိုမစော်ကားနဲ့နော်နေမှာအမရညမရမရှိလို့နေကိုချင်းမစားတတ်တာငါသိတယ်ဒါပေမဲ့ခုကိစ္စကိုတော့နင်သိထားရအောင်ငါပြောပြချင်တာ ဖြူနုစကားကစမ်းတယ်လို့ပဲပြဿနာကို သူ့ဟာသူ ရှင်းတတ်တယ်။ဘယ်တော့မှထွန်းခိုင်ကိုအကူအညီမတောင်းထွန်းခိုင်သိရင်တော့မှငိန်အတာနေစမ်းမှာငါ့ငါရှင်းပါမယ်လို့ဆိုတတ်တယ်။ဒီတော့ခုပြောနေတဲ့ဖြူနုရဲ့စကားဟာတမျိုးဖြစ်နေတော့ထွန်းခိုင်ကအတာလေးငိန်နေလိုက်တယ်။တခြားကောင်မျိုးဆိုငါမပြောပါဘူး။အခုတော့နင်းနဲ့ရင်းရင်းနှီးနှီးခင်မနေတဲ့အကောင်ကစော်ကားတာမျိုးတော့ငါဒေါသလည်းဖြစ်တယ်။ဝမ်းလည်းနေတယ် ဖြူနုစကားကိုတွန်းခိုင်ပို့ပြီးတော့စိတ်ဝင်စားသွားတယ်။ဘသူလဲဆိုတဲ့မေခွန်းအကြိပ်ပြအကြည့်နဲ့ငန့်ကြည့်လိုက်တယ်။နေထွန်းနေရောက်ဖနေထွန်းပေါ့။ဖြူနုကအတော်ကြီးကိုခံပြည့်နေပုံရပါတယ်။တွန်းခိုင်ကိုပါအစစ်ထက်ပြီးဒေါသဖြစ်လိုက်သေးတယ်။နေထွန်းနဲ့တွန်းခိုင်ယင်းဒီခင်မင်းကြတာတိတ်မကြသေး။၃လ၄လလောက်ပဲရှိပါသေးတယ်။နေထွန်းရဲ့အဖေကဌာနဆိုင်ရာတာဝန်ခံအရာရှိကြီးတဲ့ဥပါရန်ကုန်ကနေဒီမှာတာဝန်နဲ့ပြောင်းလာတာပါ။ နေထွန်းက10ရန်းတက်ခါကြအထာကတက်မှနေတယ်။ထွန်းခိုင်နေဖြူနူတို့က10ရန်းတက်ခါသာအထာကနှစ်မှနေတယ်။ကြောင်းချင်းအလန်းကွာဝေးတယ်။ဒါပေမဲ့ဘီနက်မှစုံမိကြတယ်။နေထွန်းကလိတ်မှကောင်းတယ်။ထွန်းခိုင်ကအဆိုးမှကောင်းတယ်။ဒီလိုနဲ့အချင်းတူတူလေးအတွင်မှနေထွန်းနဲ့ထွန်းခိုင်ခင်မင်ချင်းဤသွားကြတယ်။နေပေါင်းနေထွန်းကနင့်ကိုဘာလုပ်လို့လဲ။ထွန်းခိုင်ရဲ့အမေကအေးတီအေးဆက်မှုဖြူနူကမကြေမချမ်းဖြစ်သွားပုံရတယ်။ ဘာလို့ရမလဲရီစားစကလိုက်ပြောလို့ပေါ့ဖြူနုကမျက်နှာတွေရဲရဲနေအောင်អော်လိုက်တယ်တွန်းခိုင်ကအတိတ်ပဲပါပါရီလိုက်တယ်ရီစားစကပြောတာကမုန်းလို့မှမဟုတ်ပဲဟာချစ်လို့ချစ်လို့ဒီလိုပဲနင့်ကိုယောက်ျားလေးတွေတိုင်းလို့လို့ရီစားစကလိုက်ပြောတာငါတယောက်ကလွဲရင်ပေါ့တွန်းခိုင်ရဲ့စကားကြောင့်ဖြူနုဒေါသဖြစ်သွားတယ်ကင်ပေါက်စရာတစ်ခုခုကိုမျက်လုံးတွေကြောင်ကြံနဲ့ပြာရခတ်အောင်လိုက်ရှာနေတယ် စတိပေါ်မှာသူ့လက်လန်းမိရာဘာတခုမှရှိမနေတော့ပြန်ငြိမ်သွားရင်ဒါနေပြောမှလားငတုံးရဲ့ခုဟာကရိုးရိုးလိုက်ပြောတာမဟုတ်ဘူးဘေးလူတွေတမျိုးထင်သွားအောင်လောက်ပြနေတာနင်းတယောက်သာမပြောတာရှိမေသူနဲ့ငါဘယ်ခြေနေထိဖြစ်နေတယ်ဆိုပြီးသူ့ရဲ့အတိုင်းဝိုင်းမှာလောက်တံပြောတယ်ငါအကုန်လုံးပြန်ကြပြီပြီဖြူနုကိုထွန်းခိုင်ကြုံနေမညာတတ်ဘူးမလိန်တတ်ဘူးလောက်တံမပြောတတ်ဘူးလူတစ်ဖက်သားအပေါ်မှာလည်းမနာရှုစိတ်မရှိတတ်ဘူး မဟုတ်တာလို့ထင်ရင်ထင်တယ်လို့တုတ်ပြန်မှုပြုတ်တယ်လို့ပြဿနာကိုကြောပို့ထားတယ်လို့ဖြစ်နေတာပါအခုလေကြည့်မမိုးစီကငါပြန်လာတာဒီကောင်ကတလန်းလုံးကိုစပိန်ချင်းရှင်ပြီးတော့ပူးလိုက်ခွာလိုက်နဲ့လှုပ်လာတာတခါတလေပခုံးချင်းအောင်ထိထိသွားတယ်ဘေးလူတွေမြင်ရင်ဘာပြောမလဲဘာထင်ကြမလဲနင်းမပြောဘူးလားမပြောဘဲနေမလားဟဲ့ဒါပေမဲ့မရှာဘူးနင်းအိမ်နာကိုရောက်မှလှည့်ပြန်သွားတာမမိုးအိမ်နဲ့ဒီဘလောက်ဝေးလဲနင်းတွေ့ကြည့် တလန်းလုံးကဒေါသလည်းဖြစ်တယ်ငိုလဲငိုချင်လိုက်တာတေတော့မတက်ပဲထွန်းခိုင်တွေ့ဝေသွားတယ်ချက်စုံငကွက်ကမီးတောက်တက်တဲ့ညံရီကောင်းတဲ့သူ့ရဲ့အုံနောက်အခုတော့ရေတွေဝနေတဲ့မီးသွေးတုံးကြီးလိုဤလေလေဖြစ်သွားတယ်ဒီတခါနဲ့တင်သူ့ရက်သွားမှာမဟုတ်ဘူးနောင်ကိုလည်းအခွင့်ရေးရရင်ရတယ်လို့သူစော်ကောင်းမှာပဲငါအတက်သိတယ်ထွန်းခိုင်ကတတ်မတစ်ချက်ကိုရှိုက်မိတယ်ဖြူနုကိုဒီတခါတော့ဂယုနာတက်ရမှနားလေသွားတယ် တစ်ဖက်ကလည်းနေထွန်းကထွန်းခိုင်တဲ့ဒစိမ့်လိုမဟုတ်ဘူးပြောခွင့်ရှိတယ်လို့တားပိုင်ခွင့်လည်းရှိပါသေး။ငါကြည့်ပြောပြပါမယ်။ဒီဘက်ကလည်းဒေါသဖြစ်မနေနဲ့တော့။ထထနေရင်ငါလိုက်ပို့ပေးမယ်။ဖြူနှုတ်ရဲ့မျက်နှာပေါ်ကဒေါသငွေတွေလွင့်ပြဲတဲ့အောင်ရှိပေမဲ့လက်ကြံတစွန်းတစရီနဲ့တင်းမာနေစေ။ထွန်းခိုင်ရဲ့ရှင်ထဲမှာလည်းဘာမှမသိလေးပင်တင်းကျပ်နေတယ်။နန်းလျှောက်သွားလို့ရရတာပဲအထွန်းရ။အိမ်မော်ကနေအိမ်အောက်ရောက်လို့ တွန်းခိုင်ကသူ့စပိန်ကိုယူလာတော့ဖြူနုကပြောလိုက်တယ်။စာအုပ်ဆိုင်သွားအောင်မလို့စပိန်ကိုတွန်းပြီးရှောက်လာကြတယ်။သူတို့နှစ်ယောက်အင်ကဝေးတာမဟုတ်ပါဘူး။ဆယ်မိနစ်လောက်မရှောက်ရပါဘူး။ငါကနေထွန်းကိုအပြတ်ပြောပြီးသား။ចောင်းစာကလွဲပြီးတော့ငါဘာမှစိတ်မဝင်စားဘူး။မိဘတွေကလည်းဒီလိုကိစ္စမျိုးကိုမကြိုက်ကြဘူးလို့ပြီးတော့တော်ပါတော့ဖြူနုရာနင်ဒီចောင်းတွေကောင်းတဲ့ထဲတိုင်းနင်းရဲ့ဒေါသက နင်ပိုပြီးကြီးမလာအောင်မွေးတယ်လို့ဖြစ်နေမှာပေါ့ဖြူနုကထွန်းခိုင်ကိုစူးစူးရဲရဲတစ်ချက်လှမ်းကြည့်ပြီးအိမ်ချံဝန်းထဲကိုခြေဆောင်ဝင်သွားတယ်ဖြူနုကိုထွန်းခိုင်နားလေစားကြိုးစားတယ်အတန်းထဲမှာနံပါတ်၁နေရာကမကြဘူးအမနှစ်ယောက်ကပညာရေးဘက်မှာကံမလိုက်ပေမဲ့အထွေဆုံးဖြူနုကတော့ပညာရေးမှာထူးကျော်တော့မိဘတွေကဂုံယူဝမ်းသာကြတယ်ဖြူနုတို့အဖေကလုပ်ငန်းရှင်ကြီးတူချမ်းသာတယ်ရိုးကုန်လည်းရှိတယ် လူပဝင်းချင်းမှာလူသားတယောက်ပြီးပြီးပြုတ်မှုနေထိုင်တတ်တယ်။ဒီလိုနဲ့မျိုးကလူတွေဥတင်သိန်းဆိုရင်ချစ်ခင်လေးစာကြီးညိုပြီးသားဖြူနှုအမေဒေါ်သန္နာကလည်းတကယ်ရိုးရိုးလေးနဲ့အေးစိစိနေတတ်သူတွန်းခိုင်အမေဒေါ်ခိုင်ခိုင်နဲ့ငယ်ငယ်ချင်းအကြောင်းနေဘက်တွေမြမရင်းလူချစ်ကြတယ်။အိမ်ချင်းကလည်းနေတော့မိသားစုနှစ်စုဟာတမိသားစုလိုဖြစ်နေကြတယ်။ဒေါ်ခိုင်ခိုင်ကတွန်းခိုင်ပြီးတော့တမိလေးတယောက်ကိုမျှော်တာတွန်းခိုင်မွေးပြီးတော့၆လလောက်မှာ ဒေါ်တနာကဖြူနှုကိုမွေးတော့ဒေါ်ခိုင်ခိုင်က ဖြူနှုကိုသမီးအရင်လိုချက်တယ်ပြီးတော့သူမျော်လင်းတဲ့သမီးလေးတယောက်ရမလာတော့ဖြူနှုကို သူချက်လာတယ်ဒီလိုနဲ့ဖြူနှုကဒေါ်ခိုင်ခိုင်ရဲ့ရင်ခွင်နဲ့ထွန်းခိုင်နဲ့အတူကြီးပြင်းလာတာထွန်းခိုင်နဲ့ဖြူနှုတို့ကလည်းသူတို့နှစ်ယောက်တကယ်မောင်နှမအရင်လိုပဲထင်မှတ်နေကြတာဖြူနှုကိုရန်နှစ်ကိုရောက်လာတော့တမျိုးလုံးမှာအလှတရဖူစောင်းပြီးထင်ရှားလာတယ်ခတ်တာကဖြူနှုကိုယ်တိုင်ကဘာမှမဖြစ်ဖြစ် ဖြူနှုကိုချင်းကဲကြရင်ယောက်ျားသားအချင်းချင်းတမျိုးရဲသားအချင်းချင်းပြဿနာတက်တက်နေလို့ဒေါသနာကအိမ်ပြန်မထွက်ဖို့ဓာရီမရဘူးဒေါသနာကတဏီကုံထိုင်းဆောင်နေနိုင်တာမဟုတ်ဘူးအိမ်ပြန်ရောက်တော့အမေကဆိုအမတွေကဆိုရင်တွန်းခိုင်ရဲ့အမေဒေါခိုင်ခိုင်စီပြေးလာပြီးရှိုက်တန်ရောနှက်ပြေတန်ရော အကုန်ရော့ပြီးတော့တိုင်တော့တာပဲဒေါခိုင်ခိုင်ကချော့တော့လေပြီးသွားတာပါပဲတွန်းခိုင်နဲ့ဖြူနှုကတော့တိတ်သားဟစားတာမဖြစ်ကြဘူး ကျောင်းသွားအကျောင်းပြန်စပိန်ကိုကြီးနဲ့အတူသွားကြပြီမေထွန်းခိုင်ကတော့ဖြူနုတို့အုပ်စုနောင်နာကကက်ခွာခွာကက်လိုက်လာတတ်တယ်။လမ်းကတားပြီးစာပေးတာတို့နောက်တာပြောင်းတာတို့ရှိရင်ထွန်းခိုင်ကိုဝင်မပါဘူးပြောတယ်။ဟုတ်တော့လေဟုတ်တယ်။သူနီသူဟန်နဲ့ရှင်းတော်တတ်တယ်။ထွန်းခိုင်ကခလန်းလန်းကနေစောင့်ကြည့်နေုံမေ။ခုတော့ဟေးထွန်းခိုင်တို့ဒီမှာဟေ့သူတို့ထိုင်နေကြမဟုတ်တဲ့လက်ဖက်ရည်ဆိုင်တစ်ဆိုင်လေးကနေလှမ်းခေါ်တော့ ထွန်းခိုင်ကစပိန်ကိုပြန်လှည့်လာတယ်။ဆိုင်ထဲမှာ မောင်စိုးနဲ့နေထွန်းကိုတွေ့လိုက်ကြတယ်။ဟိုကောင်တို့ရောလှမ်းမိပြီးစပိန်ကိုဆိုင်ရှိတောက်မှာထားခဲ့ပြီးဆိုင်ထဲကိုဝင်လာတယ်။မောင်စိုးကထွန်းခိုင်ထိုင်မှုခုံပူလေးတစ်လုံးကိုရွှေ့ပေးလိုက်ပါတယ်။နေထွန်းကတော့စီးကရက်တလေးကိုမိကိုငွေတွေဝေ့နေအောင်တောက်နေပြီးခေါင်းငိုက်ဆိုင်ချထားတယ်။သူတို့အုပ်စုထဲမှာဆေးလိပ်တောက်တတ်တာ အရက်ကိုအဖော်ကောင်းရင်တောက်တတ်တာနေထွန်းတယောက်ပဲရှိတယ်။ ခုလေသူ့စီကရက်နံရနေပြီဟိုကောင်တွေတော့ထိုင်နေကြဆိုင်တဆိုင်ရှိမှာပဲငါကဗျူပွိုင်မှာမင်းတို့ရှိမယ်ဆိုပြီးအသွာဒီနားတွေနေထွန်းနေတွေ့တာနေထွန်းကဟိုတော့မနေနေတော့နေရာအစ်မဖီးအစ်နဲ့ထိုင်ကြည့်ရအောင်ဆိုလို့ဒီဆိုင်ဝင်ထိုင်နေကြတာသူတို့နှစ်ယောက်ထိုင်တာမကြသေးဘူးလက်ဖက်ရည်ကွက်ထဲမှာအငွေ့တွေလွင့်ပြန်နေစေ မောင်စိုးကလက်ဖက်ရည်တစ်ခွက်ထပ်မှားလိုက်တယ်နေထွန်းမင်းကိုငါပြောစရာရှိတယ် နေထွန်းကခေါင်းကုန်မဖော်ပဲမျက်လုံးကိုလှမ်းကြည့်လိုက်တယ်။ဖြူနုနဲ့မင်းနဲ့တွေ့ခဲ့ပြီးပြီပေါ့။နေထွန်းကပုံမှန်မဟုတ်တဲ့အတန်မျိုးနဲ့မေးလိုက်ပါရယ်။မောင်စိုးကဘာမှနားမလဲလို့တွန်းခိုင်တဲ့နေထွန်းမျက်နှာတွေကိုလိုက်ကြည့်နေတယ်။သူလက်မခံနိုင်တာအတင်းလောက်ယူလို့ရမလားနေထွန်းရ။နေထွန်းကတွန်းခိုင်ရဲ့စကားကိုလက်မခံဘူး။ခေါင်းခါလဲခါလှုပ်နေတယ်။မောင်စိုးကတော့နည်းနည်းသဘောပေါက်လာတယ်လို့စိုးရိမ်စိတ်တွေကလည်းဝင်လာတယ်။ ဘာပဲဖြစ်ဖြစ်ဖြူနုကထွန်းခိုင်ရဲ့ညမဆိုလည်းမမှားဘူးဆိုတာမောင်ဆိုးကကောင်းကောင်းသိထားလို့ပဲဖြစ်တယ်။ငါရအောင်လုပ်ပြမယ်။ပြီးတော့ तू ငါ့ကိုပြောတော်တဲ့စကားတခွန်းကိုလေ तू ကိုယ်တိုင်ပြန်ပြင်ရလိမ့်မယ်။ငါနေထုံးမှာကွာ။နေထုံးကစီးကရက်တို့ကိုတပွဲပေါ်ကိုထိုးချပြလိုက်တယ်။ငါညမအပြောမတတ်လို့မှားတော်ရင်လေမင်းကငါတောင်းမှန်ပါလေ။ဖြူနုကိုလည်းငါဆုံးမပါမယ်။မင်းကမင်းညမဆိုပြီးလုပ်နေတဲ့ဖြူနုကအပြောမတတ်လို့မဟုတ်ဘူးကွာ။ ြောတယ်လို့ပြောသွားတာဟေးနေထွန်းသိတ်အောမနေနဲ့ဘေးလူတွေတမျိုးချင်နေအောင်မေမောင်စိုးကစိုးရိမ်တကြီးနဲ့နေထွန်းကိုလှမ်းပြီးတရီပေးလိုက်တယ်မင်းဒီလောက်ဒေါသဖြစ်အောင်သူကမင်းကိုဘာတွေပြောလိုက်လို့လဲနေထွန်းကထွန်းခိုင်ရဲ့မျက်နှာကိုစူးစူးရဲရဲကြီးလှမ်းကြည့်နေထွန်းခိုင်တကားမှမတွေ့ဘူးတဲ့ဒေါသရိပ်တွေကိုနေထွန်းရဲ့မျက်လုံးထဲမှာအထင်ရှားတွေ့လိုက်ကြတယ်သူဘာပြောတယ်လို့မင်းထင်လဲမင်းတဘောတူတယ်ဆိုရင် ခွေးဝဲစားကိုလည်းလင်းတော်ပြစ်လိုက်မှာပဲတဲ့ထွန်းခိုင်ကအပါတရားရေးချလိုက်တဲ့မောင်စိုးလည်းလိုက်ရည်နေတယ်ဒီစကားကစော်ကားတဲ့စကားမှမဟုတ်တာနေထွန်းရထွန်းခိုင်က ပြောပြီးဆက်ရည်နေတယ်နေထွန်းကတော့မဲပြုံးတစ်ချက်ပြုံးလိုက်တယ်နေပေါင်းထွန်းခိုင်ဖြူနှုနဲ့ပတ်သက်လို့မင်းကဘာဆုံးဖြတ်ပိုင်ခွင့်ရှိလို့လဲနေထွန်းကမူးမူးယူးယူးနဲ့ရှောက်ပြောနေတာအလိုက်တဲ့ဖြေရန်မှာထွန်းခိုင်သဘောပေါက်ပါရဲ့ငါကသူ့အကိုလေး နေထွန်းကသူ့ကိုရီးလိုက်တယ်လို့ထင်မှုံရတယ်။ကောင်းခလဲခါလှုပ်ပြပြီးထွန်းခိုင်ကိုစိစိကြည့်ပြီးပြောလိုက်တယ်။အကိုမဟုတ်ဘူးကွာ။မင်းကကောက်ရိုးပုံစောင့်နေခွေခွေကွာ။နေထွန်းရဲ့အတန်းဟာလက်ဖက်ရည်ဆိုင်ကလေးကိုအေယာမပောက်ကွဲတန်ကြီးလို့ကန်လှုပ်လိုက်ပါတယ်။ထွန်းခိုင်ကရှက်စိတ်တွေဒေါသစိတ်တွေကြောင့်အာရုံအလုံးစွန့်ဟသွားတယ်လို့ပဲ။သူနဲ့ဘေးကခွေးချေကုံလေးကိုကောက်ကင်လိုက်တာရင်နေထွန်းကလက်တဖက်နဲ့ကာလိုက်တာရင် တစ်ဖက်ကိုပြိုလဲကျသွားတာရဲ့လျှက်တစ်ပြက်မြင်ကွင်းတစ်ခုလိုထုံးခိုင်ခန်းစားလိုက်ရတယ်။ဆိုင်내ရှိတဲ့လူတွေကဝိုင်းအောင်လာကြတယ်။သတိမိတ်နေတယ်ခေါင်းကိုထိသွားတယ်ထင်တယ်။ခေါင်းကိုထိရင်တော့သွေးတွေထွက်နေမှာပေါ့။လက်ကိုထိတာနဲ့တူတယ်။အရက်မူးနေလို့နေမှာပေါ့။လူတွေတယောက်တစ်ပေါက်နဲ့ဆိုင်내မှာပွက်လောရိုက်သွားတယ်။ထုံးခိုင်သတိပြန်ကက်လာတော့မောင်ဆိုးကငုံမဲမဲနဲ့ထုံးခိုင်ကိုလှမ်းကြည့်နေတာတွေ့ရတယ်။ချက်ချင်းပဲထုံးခိုင်ကနေထုံးကိုသွားပွေလိုက်တယ်။ တချို့ကနေထွန်းကိုရက်ခတ်ပေးသူပြီးနှာရှူတော့နဲ့နှာခေါင်းဝတိတ်ပေးသူပြီးနဲ့ပြားပန်းခတ်သွားကြတယ်ခဏကြာတော့နေထွန်းစီကညင်းညူတန်ထွက်လာတယ်ခေါင်းနဲ့မူးလိုက်တာတငယ်ချင်းရောနေထွန်းကထွန်းခိုင်ရှင်ခွင်လေးကနေထွန်းခိုင်ကိုမျက်လုံးလံမော့ကြည့်ပြီးအတန်တဲတဲ့ကလေးနဲ့ပြောလိုက်တယ်ထွန်းခိုင်ချင်းနဲ့စွန့်နေသွားတယ်လူကြီးတယောက်ကနေထွန်းရဲ့ဥကောင်းကို နေရအနှံ့ဆန်းကြည့်နေတယ်နေထွန်းငငယ်ချင်း ငါ့ကိုခွင်းလွတ်ပါကွာထွန်းခိုင်ကနေထွန်းကိုတင်းတင်းကြီးဖတ်ထားရင်ရှိုက်ကြီးတငယ်ပြောလိုက်တဲ့နေထွန်းကအားရှုပြီးပြုံးလိုက်တဲ့ငါမစင်မကျင်ပြောလိုက်ပြီလို့ဖြစ်ရတာပါဒီနေရာထိပ်ပြီးတော့ဖူးယောင်သွားတာတန်ရာရှာနေတဲ့လူကြီးကပြောတော့အလုံးကလိုက်ကြည့်ကြတယ်နောက်စိတ်ဝဲရဘက်မှာလက်တက်စဲလောက်ဖူးယောင်နေတာတွေ့ရတယ်နေထွန်းကထဖို့ကြိုးစားတယ်ထွန်းကင်ကအတင်းပွေထားပြီးသူ့ရင်ခွင်းထဲမှာမှိန်နေဖို့ပြောတယ် ပြီးတော့မောင်စိုးကိုတက်စီခေါ်ခိုင်းလိုက်တဲ့တက်စီရလာတော့ထွန်းခိုင်တဲ့မောင်စိုးကနေထွန်းကိုတစ်ဖက်တစ်ချက်ကနေတွဲပြီးကားပေါ်ကိုတင်ခဲ့ကြတယ်။စပိန်တွေကိုတော့စိုင်မာပဲအပ်ထားခဲ့ကြတယ်။စီးယုံသွားစရာမလိုပါဘူးကွာ။ငါ့အိမ်မဲဖို့တရေလောက်အိတ်လိုက်ရင်တော့ကောင်းသွားမှာပါ။နေထွန်းကအကြောက်ကညင်းဆန်နေတော့သူ့အိမ်ကိုပဲလိုက်ပို့လိုက်ကြပါရစေ။နေထွန်းတို့မိသားစုကဌာနဆိုင်ရာကပေးထားတဲ့တည်တံ့ချန်တွေကတထက်တိုက်ကလေးမှနေကြတယ် မြို့စော်နာမှာဖြစ်ပါရဲ့အင်ကိုရောက်တော့သူမိဘတွေမရှိကြဘူးခြံဆောင်အဖိုးကြီးရောက်လာပြီးဖះရသွားကြတယ်လို့ပြောတယ်နေထွန်းကသူ့အင်ကြီးအိတ်ထဲကအင်တကားတော့ကိုထုတ်ပြီးတယ်နေထွန်းကို သူ့အိတ်ရကရင်မော်တွဲပူကြတယ်ငါအိတ်ချင်တယ်အိတ်လိုက်အောင်မေကွာထွန်းခိုက်နေမောင်စိုးတို့ကအေကန်းလေးကနေနေထွန်းမိဘတွေပြန်လာကိုထိုင်ဆောင်နေကြပါတယ်နေထွန်းအိတ်ပြော်ရဲ့လားဆိုပြီးထွန်းခိုက်ကနှစ်ကြိမ်လောက်သွားကြည့်ပါတယ် နှစ်နှစ်ချိုက်ချိုက်ကိုအိပ်ပျော်နေတာတွေ့ရတော့စိတ်ချသွားတယ်။ည9နာရီကျော်မှနေထွန်းရဲ့မိဘတွေပြန်ရောက်လာကြတယ်။တွန်းခိုင်အဖေဦးတန်းထွန်းကလည်းမြို့နယ်အဆင့်တာဝန်ခံအရာရှိတဦးဆိုတော့အဖေချင်းလည်းတီးတွေ့ဆက်ဆံမှုရှိကြပါတယ်။တွန်းခိုင်ကလည်းနေထွန်းနဲ့အတူလာလာနေတော့နေထွန်းရဲ့မိဘတွေကတွန်းခိုင်ကိုလည်းကောင်းကောင်းရင်းနှီးနေကြတယ်။ဘာလဲမင်းကောင်မူးလာပြီမဟုတ်လား။နေထွန်းအဖေကအပြုံးနဲ့လှမ်းမိလိုက်ပါတယ်။ တွန်းခိုင်ကလူကြီးနှစ်ဦးကိုလူရင်းတို့ရှင်ပြောပြလိုက်သည်အချင်းချင်းတခါတလေလေဒီလိုပဲဖြစ်တတ်ကြတာပဲကွာထီယုံထီတာနေမှာပါလူကြီးနှစ်ဦးကသဘောထားပြေဝကြပါရဲ့အဲ့ဒီနောက်တော့နေထွန်းအိမ်ခန်းလေးကိုဝင်သွားပါရဲ့အမလီလောက်ပါအောင်ကိုမြင့်ရေတားလေးဘာဖြစ်သွားလဲမသိဘူးနေထွန်းအမေရဲ့တုံလောက်ချောက်ချားစရာကောင်းတဲ့အော်တန်ကြောင့်နေထွန်းအဖေကအခန်းလေးကိုပြေးဝင်သွားတယ်။တွန်းခိုင်တဲ့မောင်စိုးတို့လည်းလိုက်ဝင်သွားကြတယ်။ ။ထွန်းခိုင်အံ့ဩတုန်လှုပ်မှုတွေတွေ့သွားရတယ်။တပတ်ကိုလေဆောင်နေပြီးပါဇက်နဲ့နှကောင်းကသွေးတွေခေါင်းပေါ်မှာစီးကြဆူရွှဲနေတယ်။နေထွန်းရဲ့အဖေကချက်ချင်းပဲနေထွန်းကိုပွေထူလိုက်တယ်။ထွန်းခိုင်နဲ့မောင်စိုးတို့လည်းဝန်ကူပေးကြပါရတယ်။အရေးပေါ်ပြင်ပလူနာကုသကန်းလေးကိုရောက်လို့တာဝန်ခံဆရာဝန်လာကြည့်တော့စိတ်မကောင်းစွာပဲခေါင်းခါပြလိုက်တယ်။နေထွန်းအမေရဲ့အော်ငိုတန်ကထွန်းခိုင်အဖို့ကဘာပြက်တယ်လို့ပါပဲ အဖေလောက်သူကတော့သမျက်နာကိုတွေးကြည့်နေတယ်။တာဝန်ကျဆရာဝန်ကဘယ်ချိန်က ဖြစ်တာလဲမေးတယ်။တွန်းခိုင်ကမွန်လွယ်3နာရီလောက်မှလို့ပြန်ဖြေပြီးနေရံပေါ်ကနာရီကိုကြည့်လိုက်တဲ့၈နာရီထိုးလူထိုးခင်ဖြစ်နေပါပြီ။ဒီလိုကောင်းမှတန်းရရလို့သွေးမထွက်ပါဘူး။ဘာမှမဖြစ်ဘူးဆိုပြီးတော့လေမပေါ့ဆရဘူး။အတွင်းထဲမှာဘာဖြစ်သွားတယ်ဆိုတာဘသူမှအတတ်မပြောနိုင်ဘူး။ဒီလိုလူနာကိုချက်ချင်းစေးုံပူရတယ်။အန်တလား တတိမိတ်သွားသလားဆိုတာဆရာဝန်ကစောင့်ကြည့်ရတယ်။တခုခုဖြစ်လာရင်ချက်ချင်းအရေးပေါ်ကုသပေးနိုင်တယ်။24ရက်အတွင်းမှာဘာမှမဖြစ်ဘူးဆိုမှလူနာကိုစိတ်ချလို့ရတယ်။တာဝန်ကျဆရာဝန်ရဲ့စကားကတကယ့်ကိုနှောင်းခဲ့ပါပြီ။ဟုတ်ပါတယ်။တရားရုံးမှာမှုကင်းဆရာဝန်ရဲ့ထွက်ဆိုချက်ကတေသူမောင်နေထွန်းရဲ့ဦးကောင်းထံရာကပြင်းထန်ပါတယ်။အုံနောက်မှာသွေးယူပြီးမုတ်ချသေးရမယ့်ဒဏ်ရာဖြစ်ပါတယ်။ထို့သို့ဆိုပါတယ် ပြည်မှုဆိုင်ရာဥပဒေပုံမှာ302အရာအလုတ်ကျန်းတဲ့ထောင်ဒဏ်9နှစ်ထွန်းခိုင်ကြခံရပေမဲ့ထွန်းခိုင်ကျေနပ်ပါရည်ဒါပေမဲ့ဒေါသကလေးတစ်ချက်ကိုတတိလေးတစ်ချက်နဲ့မထိန်ချုပ်နိုင်ခဲ့လို့တငယ်ချင်းတယောက်ကို အပီးပိုင်ဆွန့်လို့ဆုံးရှုံးရခြင်းအတွက်တော့သူ့ရဲ့တသက်လုံးမေးဖြောက်နိုင်တော့မှမဟုတ်ပါဘူးစာရေးသူဇာကြီးကိုလေဂျေဇူးတင်ပါရည်ဟုတ်ကဲ့ဇလန်လေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင် နားစင်အားပေးကြတဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။ကျမကတော့တင်ဆက်သူမဆန်နာပဲဖြစ်ပါတယ်ရှင်။